ဆော်ရီအကစားဝင်ကြီးကလီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့ပေမဲ့အီဂျစ်ဝိုင်းတိုက်စင်ကစားသမားဆာလာကိုခေါ်ယူဖို့စိတ်ဝင်စားနေစေဖြစ်တယ်လို့ဝန်ခံပြောကြားခဲ့ပါတယ်။ Sorry Pro League လက်အသင်းတွေက2023မှာဆာလာကိုပြောင်းရွှေ့ချေပေါင်တန်150နဲ့ခေါ်ယူဖို့ကမ်းလှမ်းခဲ့ဘူးတလို့လာမယ့်တွေမှာအရခေါ်ယူဖို့အစီအစဉ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Liverpool အသင်းကသူတို့ရဲ့အကြီးအကဲကစားသမားဖြစ်သူဆာလာကိုဒီလအစောပိုင်းကမှ2029ခုနှစ်အထိ တတန်းရှိနှစ်နှစ်တတန်းတိုးစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Sorry Pro League အနေနဲ့အရက်ကဘာမှာအကြောကြားဆုံးဖြစ်တဲ့ဆာလာကိုအနည်းဆုံးတော့လာမယ့်နေ့မှာခွယူနိုင်တော့မှာမဟုတ်ပါဘူး။ဒါပေမဲ့ Sorry မင်းသားနဲ့အကစားဝန်ကြီးဖြစ်သူ F5 Cell ကတော့အနာဂတ်မှာဆာလာကိုခွယယူဖို့ပြင်မှတ်ထားနေစေဖြစ်တယ်လို့ဝန်ခံပြောကြားခဲ့တာပါ။ F5 Cell ကဆာလာဟာ RM Muslim တွေရဲ့ icon ဖြစ်ပါတယ်။ သူက Sorry Pro League မှာကစားဖို့ကန့်ညီတဲ့ identity ရှိသူပါ။ Liverpool နဲ့စာချုပ်သက်တမ်းတိုးခဲ့တာကဆာလာရဲ့ဆုံးဖြတ်ချက်ပါ။ဒါပေမဲ့ကျွန်တော်တို့ကတော့ဆာလာကိုခေါ်ယူဖို့ချိန်ဆက်နေဆဲဖြစ်ပြီးအရာအလုံးကိုလုံဆောင်နေပါတယ်။ကျွန်တော်တို့အနေနဲ့ကစားသမားတွေခေါ်ယူတဲ့နေရာမှာရေးပြူဟာတွေရှိရလို့ထင်ပါတယ်လို့ပြောကြားခဲ့တာပါ။